ော့ជីကွမ်နိုဆိုတာပါလဲជីကွမ်နိုဆိုတာဝင်ချုံအခြေခံထားတဲ့ဒိုင်းမီညာရဲ့တစ်ခုဖြစ်တယ်။အဲဒီဒိုင်းမီညာမပါဝင်တာတွေကတော့ခါဒီဂျူဂျစ်စုပေါ့စင်စားရှိတဲ့ဒိုင်းနေမျိုးမျိုးပေါ့ပါဝင်။ဒါပေမဲ့ဝင်ချုံကတော့အဓိကအားဖြင့်60%ကျွန်တော်မပါဝင်ထားရပါဗျ။ជីကွမ်နိုရဲ့အာသာချက်တွေကတော့ជីကွမ်နိုမှာလက်တီထိုးခြင်းတည်တခြားမာရှယ်ပညာတွေလိုမျိုးလက်တီလိမ်ပြီးသွားခြင်းမရှိဘူးလက်တီ straight လက်တီဖြစ်တဲ့တောင်းလိုက်သွားတဲ့လက်တီကိုပဲအသုံးပြုတယ် ဒီကွန်းကိုတီထွင်တဲ့လူကတော့ဘယ်သူပဲမမေးကြည့်အကောင်လုံးတီးပြီးသားဖြစ်တယ်မြို့ရှင်မင်းသားဘရုစ်လီကိုရာတီထွင်ထားတဲ့တိုင်းမိညာရဲ့တခုဖြစ်တယ်။ကဲဒါဆိုလို့ရှိရင်ဂျီကွန်းကိုအသေးစိတ်ဖြစ်တဲ့အရာလေးလို့ရှင်းပြအောင်ဂျီကွန်းကိုမှအသေးစိတ်ဖြစ်တဲ့အရာလေးတစ်ချိန်ကဗေးစစ်နေနဲ့တီထားတဲ့အရာတော့ဘာဖြစ်မလဲ။ဂျီကွန်းကိုရဲ့ပုံစံဟန်အနေနဲ့ဖောင်အတိုင်းနေမှာဆိုရင်ရှေ့ခြေတီ45 degree ရှိရမယ်။နောက်ခြေတီ60 degree ရှိရမယ်။ လက်နေလက်ဟန်ထားသည် ပုံသေးဖြင့်မတတ်မှတ်ထားပါကြီးကွန်ရိုဒီစလစ်တွေကိုတုံးပြူတာများတယ်စလစ်တွေတုံးပြူမယ်အဲသူ့ရဲ့ဖြက်လက်တီးတုံးပြူမယ်တိုက်ခိုင်းတွေကလှင်မြိုင်နေရမယ်ဖြက်လက်နေရမယ်တမိနစ်မှာလက်တီးပင်နှလုံးထိုးနိုင်လဲတမိနစ်မှာဘယ်တော့ကန်နိုင်လဲအဲတက်ဆက်ကံမှာဘယ်လိုလှူရှားသွားလဲဆိုတာဒီကရန်ကိုအန်အောဖို့ကောင်းတဲ့ပညာရဲ့တစ်ခုဖြစ်တယ်ဒီပညာဘရုစလီကိုယ်တိုင်ပင်မခံပြီးတော့သူ့ရဲ့စိတ်တွေ ွန်အားတွေကိုနှစ်ပြီးတော့တည်ဆွင်ထားတဲ့အတိုင်းပညာဖြစ်တဲ့အတွက်လုံးဝတန်ဖိုးရှိတဲ့အတိုင်းပညာရဲ့တစ်ခုလို့ဆိုလို့ရတယ်